အဖွဲ့အစည်းတိုင်းက organization နဲ့ centric အရင်များလောတာကိုယ်အဖွဲ့ကိုပဲကိုကြည့်တယ်ဆိုတဲ့ဟာမျိုးခြေနေတွေရှိတယ်တကယ်ပဲတော်လိုင်းရေအောင်ခြင်ကြလားဆိုတဲ့ပုံစံမျိုးကျွန်တော်တို့လူငယ်တွေကပြန်ပြီးမေးခွန်းထုတ်ရမယ့်ချိန်လည်းဖြစ်နေတယ်ကျွန်တော်တို့စူးစမ်းနေပါတယ်အဲ့ဒီဟာတွေကိုကြော်လွားနိုင်ဖို့ကျွန်တော်တို့စူးစမ်းနေတယ်မကြာခင်မှာဖြစ်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကခရီးနေပြည်သူလူထုတွေကို ဖွဲ့စည်းများလေလူထုကလှုပ်ကြွေးပြရတာများတယ်ဖွဲ့စည်းငါအခုဆိုလို့လူထုကပေါက်ပြငါချက်ကိုပေါက်ရတာပဲ6ခုဖြစ်လာတော့ချက်အောင်ပေါက်ရတာပဲအဲ့တော့အဲ့ဒီအခြေအနေတွေကိုရပ်တန့်သွားအောင်လို့ကျွန်တော်တို့တွေလှုပ်ဆောင်ပါတယ်အဲ့တော့မကြာခင်မှာ ပြည်သူလူထုတွေမြင်ချင်တဲ့အခြေအနေတွေကိုမြင်လာရပါလိမ့်မယ်ကျွန်တော်တို့တက်ထောင်တာကတော့လူထုကိုအလုပ်ကျွေးပြုဖို့ဖြစ်ပါတယ်လူထုကိုနိုင်ကျင့်ဖို့မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီပြည်တွင်းပြည်ပမှာရောက်ရှိနေတဲ့သူတွေအားလုံးပေါ်မှာဒီနေ့ဂရီကိုပြုချင်တာကတော့ကျွန်တော်တို့ဒီ greeny လူထုကိုတကယ်အမှန်တကယ် security and defense service ကိုကောင်းကောင်းပေးနိုင်တဲ့တပ်ခုဖြစ်နေကျွန်တော်တို့တည်ဆောက်နေပြီးတော့မှရည်တည်သွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောပြလိုပါတယ်လူထုကတာဝန်ချေပါတယ် ဒီမှာရှိတဲ့ညီကောင်မောင်မတွေတိလားမတိလားမသိဘူးကျွန်တော်တို့တလတလအခွန်ဘန္တာငွေရရှိမှုဂရင်းနီပြည်နယ်မှာသိန်း9000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာလည်းဖြစ်ဖြစ်ပါအဲ့ဒီသိန်း9000လောက်ထဲမှာသိန်း4000လောက်ကကာကွယ်ရေးဖက်မှာအသုံးပြုတာဖြစ်ပါတယ်သိန်း4000ဆိုရဲပတ်စပ်အရေးအတွက်ဟာဘောမှာ AKG 4သိန်းဝယ်လို့ရပါတယ် ျွန်တော်ဒီမလာခင်မှာစစ်တပ်တရင်တရင်ကိုကျွန်တော်တိန်းတယ်။ AKG တသိန်းကျော်လေးပဲကော။တရင်တရင်ကိုပြန်များအားဖြင့်တသိန်းနဲ့တိန်းလို့ရတယ်ဆိုရဲသဘောဖြစ်ပါတယ်။တလားတလားရတဲ့ငွေတွေကကြီးစံ၄သိန်းဝယ်လို့ရရင်အ ਨੇ ဆုံးတရင်နှစ်ရင်သုံးရင်ကိုတာလေးတိန်းလို့ရ။ဒါပေမဲ့စိတ်စိတ်ပြက်စရာပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့ကအဲ့ဒီငွေတွေကိုသုတစည်းတဲ့အတုံးမပြုတ်ပဲနဲ့ KA ကဘယ်နဲ့ percent ကလလတာကဘယ်နဲ့ percent KNDI ကဘယ်နဲ့ percent ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တက်ဖွဲ့ရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေကောင်းကွဲပြီးတော့မှဘယ်တက်ရင်မှမသိနိုင်ပဲဖြစ်နေရပါဘူးအဲ့တော့လူထုအနေနဲ့ဒါတွေကိုမြင်များသွန်းသွန်းအားပေးဖို့လိုပါတယ်ကျွန်တော်တို့ပြည်နယ်စစ်ကောင်စီကိုအနိုင်ရဖို့ကနံပါတ်1စီလုံးရမယ်နံပါတ်2ရှိတဲ့ resource တွေကို ။ on off ကျွန်တော်တို့သုံးနိုင်မှပဲနိုင်မှာဖြစ်ပါတော့။အဲတော့အခုချိန်နေမှာကတော့ဂျူစာဆဲဖြစ်နေတယ်။ကျွန်တော်တို့ဒီမှာရှိတဲ့ background တီတီတချို့လည်းဒီမှာလာကြတဲ့ဟိုဖွဲ့စည်းတီတီရဲ့နောက်ခံနေရှိပါလိမ့်မယ်။မိမိဖွဲ့စည်းတယ်မိမိရဲ့ယင်းဒီယာယင်းဒီကြောင်းတွေကိုပြန်ပြီးတော့မှပြောပြနိုင်ဖို့ကျွန်တော်တို့ဒီ delays ကပါချင်းလည်းဖြစ်ပါတယ်။ကျွန်တော်တို့မှာငွေရှိတယ်ကျွန်တော်တို့မှာလူရှိတယ် ကျွန်တော်တို့မှာတက်သိရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်နိုင်နေတယ်ဆိုလို့ရှိရင်တော့အစွမ်းအကျွန်တော်ပြောတဲ့ organization နဲ့ centric အရင်များနေတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့မအောင်နိုင်သေးတာဖြစ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့သုံးရမယ်ကျွန်တော်တို့အမြန်ဆုံးဒီစစ်မိတ်ဆာတွေကိုကျွန်တော်တို့တွေသွန်းလာနိုင်ဖို့ရအတွက်လဲထိုးနိုင်ဖို့ရအတွက်ကျွန်တော်ဆက်ကြိုးစားမယ်ဒီနေ့ထိရည်ရင်ချင်းနေမှာဆိုလို့ရှိရင်စစ်ကောင်စီကဖရူဆို၁၄အကြောင်းဖြစ်ကို သူရဲ့စစ်ရဲခါကားတွေအများကြီးရောက်သွားပြီဖြစ်တယ်။တစ်လေလုံးမစခင်အခြေအနေကိုပြန်ရောက်သွားတဲ့အခြေအနေမျိုးဖြစ်တယ်။ကျွန်တော်တို့အများကြီးပြန်လှုပ်လှုပ်ပြီးတော့မှပြန်တိုက်ယူရမယ့်အခြေအနေမျိုးရှိနေတယ်။အဲ့တော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့လူငယ်တွေလည်းအချိန်သာရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်တို့အတူတူပြန်လာပြီးတော့မှတိုက်ခိုက်ဖို့ရအတွက်အောင်ပွဲတွေအတူတူခံဖို့ရအတွက်ကျွန်တော်ပြန်ဖိတ်ခေါ်လို့ ီဘက်မှာရောက်နေပြီးတော့မှ new normal မဖြစ်သွားခိုင်းစေချင် new normal ဆိုတဲ့အသေးပဲချုပ်တိကျမလားမသိဘူးကိုယ့်ရဲ့အိမ်မှာဘလောက်ပဲဘုံကျဲနေဘုံကျဲနေဒီမှာဘုံမကျဲတော့ဒီမှာ AC နေတဲ့နေထိုင်တက်သွားတဲ့ဟာမျိုးကိုပြောတာဖြစ် COVID-19 တော့က new normal ရှိတယ်မြန်မြန်နဲ့ဖုံးတက်တာတို့လက်စေးတာတို့ကနေ့တိုင်းလောက်ရတယ်အဲ့ဒါနေ့တိုင်းလောက်တဲ့ခါမှာကိုယ့်ရဲ့ဘဝရဲ့နေ့စဉ်လောက်တဲ့အလုပ်မျိုးဖြစ်သွားပြီးတော့ပုံမှန်လိုဖြစ်သွားတာအဲ့လိုပဲပေါ့နော် ကျွန်တော်တို့အခုချိန်မှာလဲကျွန်တော်တို့ဒေသမှာအခက်ခဲတွေအများကြီးကြုံနေတယ်ကျွန်တော်တို့အိမ်မှာအခက်ခဲအများကြီးကြုံနေတယ်ဒီဟာတွေကိုမမေ့ဖို့ညှိနှောင်မယ်မဖြစ်သွားဖို့အမြဲတမ်းကျွန်တော်ရင်ဘက်ထဲမှာကောင်းထဲမှာတော်လည်းရေးစိတ်သက်တွေအမြဲတမ်းရှိပြီးတော့မှဒီခရီးကိုသွားနိုင်ဖို့ရအတွက်ကျွန်တော်အနေနဲ့တိုက်တွန်းလို့ပါနောက်ဆုံးအနေနဲ့ကတော့ဒီနေ့ဒီ